သားစုကိုချီးယင်းကုတ်ပဲပီဇက်စီကုတ်နေကြစီနဲ့ကုတ်ကန်နူလာစီကိုရွေးချယ်ပါဒီဘက် The Kitchen အစီအစဉ်ကနေစီစဉ်တင်ဆက်ပေးမှာတော့ဖတ်ထုပ်ပေါင်းလုံနီးနဲ့ဖတ်ထုပ်အိုကတ်လုံနီးဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့လုပ်ပြမယ်ဖတ်ထုပ်အရွက်မှာပါရှိတဲ့ပါဝင်ပစ္စည်းတစ်မျိုးကရေအစာကျမကဒီတရုတ်နန်နန်ကိုအသုံးပြုပြီးတော့ ထပ်ထုတ်ရွက်ကိုအစိမ်းရောင်လေးလုပ်ပြမှာဖြစ်ပါတယ်။အခုထပ်ထုတ်ရွက်ပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ဂျုံကိုအရင်ဥဆုံးသကာစစ်ပါမယ်။ဂျုံက150 gram ဖြစ်ပါတယ်။ဂျုံကဒီလိုတစ်စိတ်ကိုအသုံးပြုပါတယ်။ပါမုတ်ဂျုံမဟုတ်သလိုကိတ်ဂျုံလည်းမဟုတ်ပါဘူး။ရိုးရိုးဂျုံပါ။ကျုံကိုစကားစစ်ပါမယ်။စားအနှဲငယ်ထည့်ပါမယ်။ရေအစာ တရုတ်နန်နန်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်တရုတ်နန်နန်ကိုကျမတို့အရင်ဆုံးကြိတ်ပါမယ်တရုတ်နန်နန်ရဲ့အရေရဲ့အလေးချိန်က100မီလီဖြစ်ရမှာဖြစ်တဲ့အတွက်ကျမ120မီလီနဲ့ဒီဟာကိုတရုတ်နန်နန်ကိုကျမကြိတ်ပြီးတော့100မီလီရအောင်ယူပါမယ်ရုပ်နဲ့နဲ့ရေရလာတဲ့အချိန်မှာကျမနေပါမယ်ဂျုံနေပါမယ် တရုတ်နဲ့နဲ့အရေးကိုတခါတည်းအကုန်လုံးနောင်ထွက်လိုက်တာမျိုးမဟုတ်ပဲနဲ့နည်းနည်းချင်းထည့်ပြီးနေပါမိမိအသုံးပြုတဲ့ဂျုံကဂျုံနုဆိုလို့ရှိရင်အကုန်လုံးထည့်လိုက်တဲ့အခါကျလို့ရှိရင်မလိုအပ်ပဲနဲ့ပျော့သွားတာမျိုးဖြစ်မှာဆိုလို့ပါဒီလိုဂျုံလုံးလေးရလာပြီဆိုလို့ရှိရင်တန်ရှင်းတဲ့မျက်နှာပြင်ပေါ်မှာထားပြီးတော့နေပါမယ်ဂျုံလုံးလှုပ်ဖို့အတွက်ကိုဂျုံအနှဲငယ်လိုပါတယ် ပြောင်းချောလာတဲ့အထိနေပေးရပါမယ်။ဒီဖတ်ထုတ်အရွက်ကိုဘာကြောင့်တရုတ်နန်နန်နဲ့ပြုလုပ်တယ်လဲဆိုလို့ရှိရင်ပါမန်အဖြူရောင်လေးထက်စားလို့ရှိရင်စိမ့်စိမ့်လေးနဲ့ချစ်ဖို့ကောင်းနေဖို့ရယ်။နောက်တစ်ခုထူးခြားချက်ကစားတဲ့အခါမှာတရုတ်နန်နန်အနံ့လေးမှုေးပြီးတော့အင်မတန်မှစားလို့ကောင်းပါတယ်။ပါမန်ထက်ဒါလေးထူးခြားတာပါ။ပြောင်းချောနေအောင်နေပါမယ်။ မိနစ်20ခန့်နေရပါမယ်မိမိဂျုံနေထားအနည်းငယ်မာတယ်လို့ထင်လို့ရှိရင်စောစောကအရွက်ကြိတ်ရည်ကိုနည်းနည်းချင်းထည့်ပေးလို့ရပါတယ်မိနစ်20ခန့်နေပြီးတဲ့အချိန်မှာဂျုံလုံးလေးကပြောင်ချောလေးဖြစ်လာပါမယ်မိမိဂျုံလုံးကို2နာရီခန့်နှက်ထားပါမယ်ခုလို2နာရီခန့်နှက်ထားတဲ့အချိန်မှာအပေါ်ကနေပြီးတော့ရည်ကို6အောင်ညှစ်ထားတဲ့ အဝတ်ရေစိုးလေးနဲ့အုပ်ထားပါမယ်အပေါ်ကဖုံးဖုံးပါမယ်နှစ်နာရီခန့်နှက်ထားပေးပါခုဆိုရင်နှက်ထားတာနှစ်နာရီပြည့်သွားပါပြီနှစ်နာရီပြည့်သွားပြီဆိုလို့ရှိရင်ဒီဂျုံလုံးလေးကိုပြန်ယူပြီးတော့အနှဲငယ်ပြန်ပြီးတော့နေပါမယ်နေငယ်ထပ်ပြီးတော့နေပြီးတဲ့အချိန်မှာ နောက်ထပ်10မိနစ်ခန့်ပြန်နှက်ပါမယ်10မိနစ်ပြည့်သွားပြီးတဲ့အချိန်မှာမိမိရဲ့ဂျုံလုံးကိုယူပြီးတော့ဖတ်ထုတ်အရွက်လေးတွေလုပ်ဖို့အတွက်ကိုဒလိန်လုံးနဲ့လှိမ့်ပါမယ်အဲ့လိုလှိမ့်တဲ့အခါမှာ တခါတည်းနဲ့ဒီအလုံးတစ်ခုတည်းကိုတခါတည်းနဲ့လှိမ့်လို့ရတယ်လို့နှစ်ပိုင်းပိုင်းပြီးတော့မိမိနိုင်တဲ့လောက်လုပ်ရင်လည်းရပါတယ်ဒါမှမဟုတ်လို့ရှိရင် အလုံးလေးတွေလုံးပြီးတော့တရွက်စာတရွက်စာခဲ့ရင်လည်းရပါတယ်လုံရင်လည်းရပါတယ်ဒါပေမဲ့ကျမကတော့နှစ်ပိုင်းခွဲပြီးတော့လုပ်ပြပါမယ်မသုံးသေးတဲ့အပိုင်းကိုလေလုံတဲ့နေရာမှာအဝတ်စုံအုပ်ပြီးတော့ပြန်ထားထားပေးပါပေါ်ရံနေတင်းပြီးတော့အက်ကွဲမှာစလို့ပါ ခုနှစ်ရွက်ထပ်ထားတဲ့အထူမျိုးကိုရအောင်လှိမ့်ပါမယ်။မိမိရဲ့အရွက်ကလေးကစကူနှစ်ထပ်ထပ်ထားတဲ့အထူလေးကိုရောက်ပြီဆိုလို့ရှိရင်မဝိုင်းလေးတွေကိုဖြတ်ပါမယ်။ထပ်ထုပ်ရွက်အဝိုင်းဖြတ်ဖို့အတွက်ကိုမိမိနှစ်သက်ရာကတ္တာလေးတွေအသုံးပြုလို့ရပါတယ်။အကယ်၍ကတ္တာအလွယ်တကူရှာလို့မရဘူးဆိုလို့ရှိရင်မိမိလိုချင်တဲ့အဝိုင်း size ရှိတဲ့နှက်ခမ်းပါတဲ့ခွက်ဒါမှမဟုတ်လို့ရှိရင်ဘူးခွန်တစ်ခုကိုအသုံးပြုပြီးတော့ဖြတ်လို့ရပါတယ်နဲ့တခုမကတ်စေဖို့ဂျုံလေးတွေဖြူပြီးတော့ထပ်ပါမယ်ဒီလိုမျိုးဖြက်ဆလေးတွေအများကြီးဖြစ်လာတာကို ထမတစ်ကြိမ်နောက်ထပ်တစ်ခေါက်ပြန်ပြီးတော့အသုံးပြုလို့ရပါတယ်ပြန်ပြီးပြန်လှိမ့်ပြီးတော့ဂျုံပြားလို့လို့ရပါတယ်နောက်ပြီးတော့ထပ်ပြီးထွက်လာတဲ့ဖြက်ဆလေးတွေကိုဆိုလို့ရှိရင်လှုပ်မပြစ်ဘဲနဲ့အဲ့ဒီဖြက်ဆလေးတွေကိုတေချာညှက်ပြီးတော့ကြော်ခြင်းအားဖြင့်ရရှိလာတဲ့အကြော်တွေကိုလည်းအကြော်လေးတွေကိုလည်းစစောကစီကျက်လုံးမဲ့နေရာမှာအသုံးပြုလို့ရတယ်လို့ snack အနေနဲ့လည်းစားသုံးလို့ရပါတယ်အခုဒါဖြက်ဆလေးတွေနဲ့ကျွန်မပြန်ပြီးတော့ဂျုံပြားလေးပြန်လုပ်ပါမယ် မိမိအသုံးပြုတဲ့ကတ်တာရဲ့ site ပေါ်မှာမူတည်ပြီးတော့ဒီဖြက်စာလေးတွေကိုအသုံးပြုပြီးတော့အပြားဝိုင်းလေးတွေလုပ်လို့ရှိရင်နှစ်ပြားကနေပြီးတော့သုံးပြားလောက်ထိထွက်ပါတယ်ထုတ်စီကျက်လုပ်တဲ့အခါဒီမှာဒီအပိုင်းစာလေးတွေကိုကြော်ပြီးတော့အသုံးပြုပါမယ်။ ခုဖတ်ထုတ်လုပ်ဖို့အတွက်ကိုအရွက်ကလေးတွေရရှိပါပြီအရွက်ရရှိပြီဆိုလို့ရှိရင် ကျမဒီထဲမှာထည့်မယ်အစာသွတ်မယ်အစာတွေကိုပြင်ဆင်ပါမယ်အဲ့ဒီအစာကိုမိမိကြိုက်နှစ်သက်ရအသားကိုအသုံးပြုလို့ရပါတယ်။အခုကျမဝသားကိုအသုံးပြုပြီးလုပ်ပြပါမယ်။ဝသားကိုအစီအသားမဟုတ်ဘဲနဲ့ကျမအသားကြီးပဲအသုံးပြုထားပါတယ်။နုတ်နုတ်ဆင်းထားပါမယ်။ပြီးလို့ရှိရင် ကျမခရုစီထည့်ပါမယ်။ ပဲငံပြာရဲ့အကြီးနဲ့အနောက်ကိုရောထားတာပါ။စားထဲပါမယ်။ချင်းရည်အနေငယ်ထဲပါမယ်။စက်တော်မိတ်ကြိုက်နှစ်တန်ရင်စက်တော်မိတ်ထဲပါမယ်။ဝူဆိုင်ကြိုက်နှစ်တန်ရင်ဝူဆိုင်ထဲပါမယ်။ဥနီကြိုက်နှစ်တန်ရင်ဥနီလေးတွေကိုနုတ်နုတ်ဆင်းပြီးထဲပါမယ်။အယိုးပြုတ်ရည်အနေငယ်ထဲပါမယ်။ အားလုံးတေချာတမသွားပြီဆိုလို့ရှိရင်နှမ်းစီအနေငယ်ထည့်နေပါမယ်တေချာတမသွားပြီဆိုလို့ရှိရင်အဖုံးပိတ်ပြီးတော့10မိနစ်ခန့်နှက်ထားပါမယ်ကြော်ဖို့အတွက်ကိုမီးဖို့ပြင်ဆင်ပါမယ်အိုကတ်ကြော်မှာဖြစ်တဲ့အတွက် CO အနည်းငယ်သာထည့်ပါအပူပေးထားပြီပါ O ချီပူအောင် တင်ထားတဲ့အချိန်မှာစာသွတ်ပါမယ်။အစာသွတ်ပြီးတော့ဖတ်ထုတ်ကိုဖတ်ထုတ်ပုံစံပြုလုပ်တဲ့အချိန်မှာမိမိတက်ကြွရင်တက်ကြွန်းတယ်လို့မျိုးကိုယ်တိုင်လုပ်လို့ရတယ်လို့အကယ်၍ဒီလိုမျိုးဖတ်ထုတ်လုပ်တဲ့ကရိယာလေးတွေကိုအသုံးပြုရင်လည်းရပါတယ်။အခုအသားလဲဆင်းသင်းဖြစ်ပြီဆိုရင်ဖတ်ထုတ်ကိုအစာသွတ်ပါမယ်။ လေးအသုံးပြုပြီးလုပ်ပြပါမယ်။ က်ကိုနီအောင်အရင်ကြော်ပါမယ်။တစ်ဖက်ကရွှေရောင်လေးနီလာပြီဆိုလို့ရှိရင် နောက်တစ်ဖက်လှန်ပေးပါမယ်။နူးညံ့ပြီးတော့အထက်ကအသားကျက်စေရန်အတွက်အရိုးပြုတ်ရည်အနေငယ်ထည့်ပြီးတော့ဖုံးပိတ်ပြီးတဲပါမယ်။ပါပါမယ် သားပြုတ်ရေခန်းသွားပြီဖြစ်တဲ့အတွက်ထဲရအသားလေးလည်းနူးသွားပါပြီအနံလေးလည်းအိုကက်နံလေးမှုလာပြီဖြစ်တဲ့အတွက်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီထထုပ်အိုကက်ပြီးသွားတဲ့ခါကျရင်ထထုပ်ပေါင်းစီချက်လုပ်ပါမယ် ထပ်ထုပ်ပေါင်းစီချက်လုပ်ဖို့မိတိပေါင်းအိုးနဲ့မဆိုအသုံးပြုလို့ရပါတယ်မိနစ်20ခန့်ပေါင်းပါမယ်ဖတ်ထုတ်ပေါင်းတာဆင်းဆင်းဖြစ်ပါပြီဖတ်ထုတ်လေးတွေကိုပကံနဲ့စီထည့်ပြီးသွားပြီဆိုလို့ရှိရင်စီချက်အတွက်ပြင်ဆင်ပေးပါမယ်မိမိကြိုက်နှစ်သက်ရာပေါင်းထားတဲ့အသားပြုတ်ထားတဲ့အသားတစ်ခုခုကို ဆင်းပြီးတော့ဒီလိုအနေထားရအောင်ဆင်းပြီးမွထားပေးပါမယ်စက်သွန်ဖြူစီကျက်လှုပ်ထားတဲ့စီပါစက်သွန်ဖြူစီကျက်ကိုမွမွလေးထောင်းထားတဲ့အမှုံမှာစစောကမိမိကြိုက်နှစ်သက်ရာအသားကိုပေါင်းထားပြုတ်ထားတဲ့အရေးပါနောက်ရည်အပြည့်အနှဲငယ်ထဲပါမယ်အချိုးအငံရတာအတွက်ပါ ဆားရတာကိုကြိုက်တယ်ဆိုရင်တော့ဆားလေးအနည်းငယ်ထည့်ပါမယ်။ဖတ်ထုတ်ထဲမှာအရသာအပြည့်ပါပြီးသားဖြစ်တဲ့အတွက်မိမိလိုမှထည့်ပါ။ကြက်တော်မိတ်ဖြစ်ပါတယ်။ဒါကတော့စစောကဖတ်ထုတ်ရွက်ကလေးတွေမှာကြံတဲ့အစာအနာလေးတွေကိုကြော်ထားတာပါ။အကျွတ်ကြော်ထားတာပါ။ဆိုလို့ရှိရင်ဖတ်ထုတ်စီကျဲတပွဲရသွားပါပြီ။ခုဆိုလို့ရှိရင် တရုတ်နန်နန်နဲ့ပြုတ်လုထားတဲ့ဖတ်ထုတ်အရွက်ကလေးတွေနဲ့ဖတ်ထုတ်အိုးကလည်းလုပ်ပြီးပါပြီဖတ်ထုတ်ပေါင်းစီချက်လည်းပြီးဆုံးသွားပါပြီဒီဖတ်ထုတ်အရွက်ကလေးတွေနဲ့အထဲမှာအစာသွတ်တဲ့အခါမှာခုလိုမျိုးမိမိကြိုက်နှစ်သက်တဲ့အသားဥပမာပဇွန်တို့ပါတို့ကိုလည်းအသုံးပြုပြီးတော့လုပ်လို့ရပါတယ်နောက်တစ်ပတ်များမှာလည်း The Kitchen Season ကနေပြီးတော့အခုလိုပဲမိသားစုပျော်ပျော်ရွှင်ရွှင်လွယ်လွယ်ကူကူလှူဆားလို့ရတဲ့ဟင်းချက်နည်းတွေနဲ့မုတ်လုံနည်းတွေကိုတင်ဆက်ပြသသွားမှာပါ